မင်္ဂလာပါသားရုပ်သမီးတို့ရေဒီချဲကတော့ Great for Sarita Bhada ရဲ့ကိုတင် जा ပေးမယ်ဒီချဲ Agree ပဲဖြစ်ပါရဲ့ကွယ်အခုဒီချဲတင် जा ပေးမယ်သင်္ကန်းစာလေးကတော့သင်္ကန်းစာနေ့နီလမှန်စွာအသုံးပြုပါဆိုရက်ခေါင်းစဉ်လေးပဲဖြစ်ပါရဲ့ကွယ်ဒါ ဒီသင်ခန်းစာလေးကိုအဓိကသင်ကြားပေးခြင်းနဲ့ရည်ရွယ်ချက်လေးကတော့သတင်းချက်လက်နဲ့ဉာဏ်ပညာဆိုင်ရာပစ္စည်းတွေကိုသင်လျော်မှန်ကန်စွာအသုံးပြုတတ်ဖို့အတွက်ရည်ရွယ်ပါတယ်ကွယ်။ကဲတားရသူမီတို့ရေဒီချက်ရို့နေ့စဉ်အသုံးများနေတဲ့သတင်းချက်လက်ဉာဏ်ပညာဆိုင်ရာပစ္စည်းတွေကိုသိကြသလား။စဉ်းစားကြည့်ပါဦးနော်။နေ့စဉ်နဲ့မျှဒီချက်ရို့အသုံးပြုနေတဲ့ဖုန်းတွေ ပြီးရဲ့အခါမှာနေ့တိုင်းကြည့်ရှုနေတဲ့ DV တွေဒါတွေဟာသတင်းချက်လက်နဲ့ဤပညာဆိုင်ရာပစ္စည်းလေးတွေဖြစ်ပါတယ်ကွယ်။ကဲဒါဆိုရင်တော့ဒီချယ်တို့ဟာအောက်ကရုပ်ပုံလေးတွေကို လေ့လာကြည့်ကြရအောင်နော်။ကဲပုံတင်နဲ့ပုံနှစ်ကိုကြည့်ကြည့်ရအောင်။ပုံတင်လေးမှာဆိုရင်တော့မိသားစုထမင်းဝိုင်းလေးမှာထမင်းမစားကြပဲမိသားစု၃ယောက်ဟာဖုန်းတစ်ယောက်တစ်လုံးနဲ့ကြည့်နေကြတယ်ကွယ်။ ကဲပုံနှစ်လေးမှာဆိုရင်တော့မိသားစုတိုက်တိုက်ဝုံဝုံထမင်းစားနေကြတယ်ကွယ်ကဲအဲ့ဒီတော့ပုံတင်းနဲ့ပုံနှစ်မှာသားတို့သမီးတို့ဆိုရင်ရောဘယ်ပုံလေးကိုနှစ်သက်တယ်လဲဒီချဲကတော့ပုံနှစ်လေးကိုပို့ပြီးတော့နှစ်သက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီချဲတို့ကထမင်းစားချိန်မှာ ထမင်းကို ပုံမှန်စားမှသာခန္ဓာကိုယ်အတွက် လိုအပ်တဲ့အင်အားတွေကိုရရှိမှာဖြစ်ပါတယ်ကွယ် ကဲဒါဆိုရင်တော့ပုံသုံးနဲ့ပုံလေးကိုဆက်ပြီးကြည်ကြမယ်။ကဲတငယ်ချင်းတွေဟာကစားကွင်းထဲမှာဖုံးသုံးနေကြတယ်။အဲ့ဒါလေးကတော့ပုံသုံးထဲမှာပေါ့ကွယ်။ကဲနောက်ထပ်ပုံလေးတစ်ပုံပုံလေးထဲမှာတော့ကစားကွင်းမှာအားလုံးဟာပျော့ပျော့ရွှင်ရွှင်နဲ့ကစားနေကြတယ်ကွယ်။ကဲတအားသမီးတို့ဒါဆိုရင်ကောဘယ်အခြေအနေကိုနှစ်သက်မလဲ။ ကစားကွင်းဆိုတာအားလုံးစုစုစည်းစည်းနဲ့ပျော်ပျော်ရွှင်ရွှင်ကစားဖို့ထားတဲ့နေရာလေးဖြစ်တဲ့ဖုံးသုံးဖို့ထားတဲ့နေရာလေးမဟုတ်ပါဘူးကွယ်အဲ့ဒီတော့တီချဲသားဆိုရင်လေပုံလေးကိုပို့ပြီးတော့နှက်တတ်ပါတယ်ကွယ်ကဲဟုတ်ပြီအဲ့တော့တီချဲတို့ကအခုဆိုရင်တော့ဒီသတင်းချက်လက်နဲ့ဤပညာဆိုင်ရာပစ္စည်းလေးတွေကိုနီးလမ်းမှန်စွာအသုံးပြုဖို့အတွက်စာပိုက်ကလေးကိုဖတ်ကြည့်ကြရအောင်နော် လူတွေဟာတယ်လီဖုန်းကွန်ပျူတာတက်ဘလက်စတဲ့သတင်းချဲ့လက်ဤပညာသုံးပစ္စည်းတွေကို အချိန်များစွာအသုံးပြုကြရတယ်။အဲ့ဒီပစ္စည်းတွေနဲ့ဂိမ်းကစားကြရတယ်၊တငယ်ချင်းတွေနဲ့စကားပြောကြရတယ်။ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေကို ဖန်သားမျက်နှာပြင်တွေပေါ်မှာကုံဆုံးစေတယ်။ သတင်းချက်လက်ဉာဏ်ပညာသုံးပစ္စည်းများအလွန်ကျွံသုံးဆဲခြင်းကိုမထိန်ချုပ်နိုင်မှုဆိုရင်တော့ခန္ဓာကိုယ်နဲ့စိတ်မှာကြီးမားတဲ့ဆိုးကျိုးတွေဖြစ်စေနိုင်တယ်။ဥပမာသတင်းချက်လက်ဉာဏ်ပညာဆိုင်ရာပစ္စည်းတွေရဲ့ညီတံတွေတုံခါမှုတွေဟာစိတ်ကိုကြီးမားတဲ့ဖီစီးမှုတွေစိတ်မတက်မသားဖြစ်မှုတွေကို ဖြစ်စေတဲ့အပြင်အာယုံကြောတွေကိုလည်းထိခိုက်စေတယ်ကွ။ကလေးတို့ရဲ့နေစဉ်ဘဝမှာ တခြားသူတွေနဲ့ဆက်သွယ်ဖို့လိုအပ်ချက်များကိုရှာဖွေဖို့အတွက်အသုံးပြုကြတယ်။ဒါပေမဲ့အဲ့ဒီပစ္စည်းတွေကိုလွန်ကဲစွာသုံးမယ်ဆိုရင်တော့ဒီဖန်သားမျက်နှာပြင်မှာထွက်တဲ့အလင်းရောင်နဲ့ရောင်ကြီးတွေဟာစိုးရွားတဲ့တက်ရောက်မှုကိုဖြစ်စေတယ်ကွ။အမြင်အာရုံနဲ့အကြားအာရုံတွေကိုလည်းထိခိုက်စေပါတယ်။သတင်းချက်လက်ဉာဏ်ပညာသုံးပစ္စည်းတွေကို အချိန်များစွာ အသုံးပြုခြင်းကြောင့် မိသားစုဝင်အချင်းချင်းတငယ်ချင်းများနဲ့လေပုံမရင်းနှီးလာသလားဝေးကွာသွားကြသလားစဉ်းစားကြည့်ကြအောင်နော်အဲ့ဒီပစ္စည်းများကိုအသုံးပြုတဲ့ကဲ့သို့ဘဟုသူတစာပေတွေကိုရောဖတ်တင်သလားတငယ်ချင်းတွေနဲ့ရောပျော်ရွှင်စွာကစားတင်သလားဆိုတာကိုလေစဉ်းစားတင်တာပေါ့ဒါတို့သမီးတို့ကြီးကဲဟုတ်ပြီနောက်ထပ်ရုပ်ပုံလေးကိုကြည့်ကြမယ်ရုပ်ပုံလေးမှာဆိုရင်တော့ တငယ်ချင်းမိတ်ဆွေမိသားစုတွေနဲ့တွေ့ဆုံတဲ့အချိန်မှာတယ်လီဖုန်းနဲ့အချိန်ကုန်ဆုံးနေရဆိုရင်တော့အမှန်ကန်ပါမလားဘလို့ပြုတ်မှုတင်လဲဆိုတာကို ပုံတင့်နဲ့ပုံနှစ်ကိုကြည့်ကြည့်ရအောင်ကဲတားတို့သမီးတို့ရေကိုယ့်ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေနဲ့တွေ့တဲ့အခါမှာပျော်ပျော်ရွှင်ရွှင် စားမယ်တောက်မယ်စကားပြောကြမယ်ဒီအပြုတ်မှုလေးတွေကသာမှန်ကန်တဲ့အပြုတ်မှုလေးတွေဖြစ်တယ်ကွယ် ကဲဒါဆိုရင်တီချယ်တို့နောက်ထပ်ဆက်ပြီးတော့ကြည့်ကြည့်ကြရအောင်နော်ကဲကိုကတယ်လီဖုန်းပြောရခါမှာတခြားသူစိတ်နှောက်ရှက်ဖြစ်စေအောင် ပြောဆိုပြုမှုခြင်းရောတိတ်လျော်မှန်ကန်လားပုံထဲမှာကြည့်ကြည့်ရအောင်နော်အဲ့တော့ကိုလုံလိုက်တဲ့အပြုမှုကြောင့်သူတမားမှာသွားပြီးတော့စိတ်နှောက်ရှက်ဖြစ်စေတဲ့ဆိုရင်တော့အဆင်မပြေဘူးပေါ့ကွယ်အဲ့တော့ဒါရောသမီးရောရေပုံသုံးတဲ့ပုံလေးကိုကြည့်ပြီးတော့ သူတို့နေရာမှာကိုသားဆိုရင်ဟောဘယ်လိုပြုမှုမိမလဲဆိုတာစဉ်းစားထားကြပါเนาะကဲနောက်ထပ်ရုပ်ပုံလေးတွေကို ကြည့်ပြီးတော့ဒီ chair ဒီသတင်းချက်လက်နည်းပညာဆိုင်ရာ ပစ္စည်းတွေကနေရရှိတဲ့ကောင်းကျိုးဆိုးကျိုးလေးတွေကိုစဉ်းစားကြည့်ကြရအောင်ချစ်ရက်၄ခုရှိသေးတယ်ကွယ် ဖြစ်ရက်တက်မှာဆိုရင်တော့တီတီနဲ့သူတငယ်ချင်းတွေဟာဆရာဆရာမတွေနဲ့အတူဒီ ID ပစ္စည်းတွေကိုသုံးပြီးတော့သင်ခန်းစာလေ့လာနေကြတယ်။ဖြစ်ရက်နှစ်မှာဆိုရင်တော့နီနီဟာဖုန်းကိုအိပ်ရာပေါ်မှာထားပြီးတော့အိပ်ပျော်နေတဲ့ကွယ်။ဖြစ်ရက်သုံးကိုကြည့်လိုက်ပါဦး။မောင်မောင်နဲ့အောင်အောင်ဂိမ်းကစားနေတာအချိန်အတော်ကြာနေပါပြီ။ကဲ ဖြစ်ရက်လေးကို ကြည်ပါဦးမောင်ထူးဟာတချင်းသားထောင်ပြီးတော့ကားလမ်းဖြတ်ကူးနေပါလေကွယ်ကဲတားရသမီးတို့ရေဒီဖြစ်ရက်လေးခုမှာဆိုရင်တော့တည်င်းချက်လက်နဲ့ဤပညာပစ္စည်းတွေကိုအသုံးပြုတဲ့အခါမှာတင့်လျော်မှန်ကန်အောင်သုံးတဲ့နေရာဖြစ်ရက်တစ်ခုပဲရှိတဲ့ကွယ်အဲ့ဒါကတော့ဖြစ်ရက်တစ်ပဲဖြစ်ပါတယ်ကြံတဲ့ဖြစ်ရက်သုံးခုဟာကို့အတွက်အနေရဖြစ်စေနိုင်တဲ့ဖြစ်ရက်တည်းကြီးပဲဖြစ်ပါရဲ့ကွယ် ေဒါဆိုရင်တော့အခုသင်ခန်းစာလေးကိုဒီချေကဒီမာရင်ရပ်ပါမယ်နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်เนาะ